ဘူးအမလီဒါရီကြီးပြောစကလုံးမျိုးတံပိုးမထားအောင်နော်အဲ့တော့ပြောမှသိထိမှနာဆိုတာတကယ်ပဲသိလားအခုလိုကြတော့မှဟာနည်းနည်းလေးဒီကျမပြောတဲ့အကြောင်းအရာလေးနဲ့တက်ဆိုင်တဲ့အကြောင်းအရာလေးပေါ်လာတော့မှကျမစကလုံးနေကျမဗီဒီယိုဖိုင်တွေကိုအတင်းနေပြန်ရှာပြန်ရှာပြီးတော့မှတစ်ခါတည်းကိုဟာဘလို့နဲ့ဘလို့နဲ့ဟိုလူနဲ့ဟိုလူနဲ့ဟိုလူပုံတွေထည့်ပြီးပွဲတွေတွဲဒီလူပုံတွေထည့်ပြီးပွဲတွေတွဲ ပဲအမချစ်စရာကောင်းနေကျမရဲဘော်တွေကဝင်ရေးကြပါတယ်ကျမပိရိတ်သက်ကနော်မမတင်ကပြောနေတာကြားလာပြီတဲ့ဘသူဘသူကမှပြောတာမဟုတ်ဘူးတဲ့လာပြီးတော့မှနံမဲဒီလာမတက်နဲ့ပွဲမရှာနဲ့တဲ့ကျမပြေနော်ရဲဘော်တွေချစ်စရာကောင်းနေဒီလိုလေးတွေပြောကြတယ်နော်ဆိုတော့လေ ကျမလေးရွှေနဲ့ပတ်သက်တာစိတ်နဲ့ပတ်သက်တာကြောင်းမြေရတနာရင်းနဲ့ပတ်သက်တာအထွေထွေဘဟုသုတရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြင်ဝန်းခဲ့တာကျမဒီ online ပေါ်မှာရှိနေတာ9နှစ်ကျော်ပြီเนาะဆိုတော့အရေးမလုံကြဘူးအရာမလုံကြဘူးအရင်ကတော့ကဲ့ရဲတဲ့ဓာတ်တွေပြောရင်ဒီဓာတ်တွေရဲ့တန်ဖိုးတွေကိုအပိုးလို့ထင်ကြတယ်เนาะ ကျမပြောပါဦးလားကျမကြည့်ရပိဋိတ်ကျမဝယ်တဲ့သူတွေဆိုရင်အခုချိန်မှာ PhD တောင်ဖြစ်နေပြီကျမရှင်းပြတဲ့အရာတွေကိုနော်ဆိုတော့ဒီရေဒနာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျမရှင်းပြနိုင်တယ်ပြောပြနိုင်တယ်ဆိုတာကကျမကိုယ်တိုင်ကလည်းဒီအကြောင်းမြေရေဒနာနဲ့ပတ်သက်တဲ့ဘွဲ့တွေဒီဂရီတွေရထားတယ်နော်စာအားဖြင့်အတတ်ပညာအားဖြင့်နော်စာတွင်အားဖြင့်ဤပညာတွေအားဖြင့်ကျွန်မရထားတယ် နောက်တစ်ခါဘွဲ့ရီဒီပလိုမာတွေဆိုတာလေ2000ပြည့်နှစ်မတိုင်ခင်တည်းကရခဲ့တာတွေเนาะ1998ခုနှစ်လောက်နေကကျမကကျောင်းမြတ်နဲ့သက်ဆိုင်တဲ့ဒီပလိုမာတွေစပြီးတော့မှဒီပလိုမာတွေဘွဲ့ရီဒီဂရီတွေကျမတစ်ခုပြီးတစ်ခုယူခဲ့တာเนาะဆိုတော့1998လောက်နေက1995-96မှာကျမတို့က10တန်းအောင်နေ1998လောက်နေကကျမကဒီယာနဲ့ပတ်သက်တဲ့ဟာတွေကိုလင့်လာပြီးတော့မှဘွဲ့ရီဒီဂရီတွေเนาะဒီပလိုမာတွေယူခဲ့တာ ဆိုတော့အဲ့ဒီနှစ်တွေနေရအဲ့ဒါပြီးတော့ကျမကဒီဘက်က2000ဆွန်းဆွန်းလေးလောက်မှာကျမကရွှေဆိုင်စဖွင့်နေညောရွှေဆိုင်လေးစဖွင့်နေ2000ဆွန်းဆွန်းလေးမှာအသက်23နှစ်မှာရွှေဆိုင်လေးစပိုင်ပြီအဲ့တော့ဒီယတနာလောကတွေကိုအဲ့ဒီတွေကရောက်လာပြီးတော့မှအဲ့ဒီရောင်းဝယ်ဖောက်ကားရဲ့ experience နေဆိုတာကလည်းလीကိုလုတ်ခဲ့တဲ့ဖြတ်တန်းခဲ့ရတဲ့အလိန်ခံရတာတွေအညာခံရတာတွေเนาะအားနေချက်တွေအာသာချက်တွေရောင်းသူဘက်ကအားနေ သားအားနည်းချက်အားသာချက်တွေဆိုတာကဖြတ်တန်းခဲ့ရတဲ့အနှစ်က20ကျော်ပြီအနှစ်20ကျော်ဒါတွေကိုဒီနေ့မျက်မှောက်ခင်မှာပြန်ပြီးတော့မှအသုံးတင်အောင်လို့မလို့ကျမဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေဘဟုသုတတွေကိုကျမကအမုန်းခံပြီးတော့မှကျမအမြင်နဲ့ sharing လုပ်တာဘယ်သူဘက်မှဘတ်မလိုက်ဖဲနဲ့ရောင်းတဲ့သူတွေကလည်းဘလို့ရောင်းရတယ်ဝယ်တဲ့သူတွေကလည်းဘလို့ဝယ်ရတယ်နော်ဆိုတော့ဘလို့အားနည်းချက်ရှိတယ်ဘလို့အားသာချက်ရှိတယ်ကျမရှိမှစီမဈေးဝယ်လဲဒီလိုပဲကျမကကောင်းပါတယ်တန်ပါတယ်ကြီးပဲအမြင်နဲ့မပြောဘူးအမြင်နဲ့အားနည်းချက်အားသာချက်ကိုအမြင်နဲ့ရှင်းပြတယ်စိန်ဝင်ရင်ဘလို့အားနည်းချက်ရှိတယ်ဘလို့အားသာချက်ရှိ လဲเนาะရွှေဝယ်ဘလို့အားနေချက်ရှိတယ်ဘလို့အားသာချက်ရှိတယ်ကျမအမြင်နဲ့ရှင်းပြပြီးတော့မှကျမကအမြင်နဲ့ဈေးရောက်နေသူကြောက်မြဲ့ယဒနာကြီးဆိုလဲဒီလိုပဲဒီကြောက်ကတော့ဘလို့အားနေချက်ရှိရယ်เนาะအားသာချက်ရှိရယ်เนาะဒါကတော့ဘလို့เนาะဆိုအမြင်နဲ့ကျမရောင်းနိုင်ကျမကောင်းပါတယ်လို့ဘယ်တုံးကမှအာမပြောခဲ့ဘူးเนาะဘယ်တုံးကမှကျမကလေးချက်ပိုင်းတွင်ဝဲသူဟာအာတိပြီးတော့မှ အာမမရေမမဒေါ်တထအဲဒေါ်တထလို့ခေါ်မှာအားရပါရရှိရဒေါ်တထကဲဒီလိုခေါ်ရမယ်နော်မမဆိုရင်ဘယ်သူမှမသိပါမလို့ဒေါ်တထဒီလိုကိုခေါ်ရမယ်နော်အဲ့ဒါမမရေလောအောင်ဒေါ်ဆာမမနဲ့တင်းနဲ့ပွဲလေးတပွဲလားဒေါ်တထကိုအယ်မွန်တဲ့ကဘာနဲ့စိန်ခေါ်ရမလဲပြောလူတကာနဲ့ light twin နေကြတဲ့မီဒီယာခေတ်ကြီးရဲ့မှာလေကဲတို့ညီမနေရောက်ကိုလည်းပြောအောင်အဲ့ဒါဆိုတော့အဲ့ဒီတော့ ကျွန်တော်တို့ပြောပြနေတယ်ဆိုတာဒီမှာဒီမောင်မဒေါ်သထားဆိုလဲဒီလိုပဲเนาะကျွန်တော်တို့နေရာလေးအတွေ့အကြုံတွေဘ ഹു တုတ္တတွေနဲ့ရင်းပြီးတော့မှအမုန်းခံပြီးပြောတာကျွန်တော်တို့အကျိုးစီးပွားငားများမှဒီလိုပြောခြင်းအားဖြင့်ကျွန်တော်တို့ကိုမတော်တဆလူတွေမုန်းသွားနိုင်တယ်เนาะဒါပေမဲ့သိပါစေခွဲခြားနိုင်ပါစေနော်အာစင်ကျင်နိုင်ပါစေဆိုတဲ့စေတနာနဲ့ပြောတာကျမတို့အကျိုးစီးပွားမပါဘူးနော် ရွှေရည်အကြောင်းပြောပြလို့လည်းကျမတို့အကျိုးစီးပွားမပါဘူးစိန်နေအကြောင်းပြောပြလို့လည်းကျမတို့အကျိုးစီးပွားမပါဘူးနော်ဟာအကောင်လုံးအထွေထွေဘဟုတုတပေါ့နော်လူတွေအလိမ်မခံရဘူးအညာမခံရဘူးပြုံးတွေအကြောင်းအရာတွေမှာကျမတို့ရဲ့အကျိုးစီးပွားတွေမပါဘူးကျမတို့တွေပြောကြရဲဆိုတာကနော်ပြည်သူလူထုတွေမျက်စိပွင့်အောင်နားပွင့်အောင်ကျမတို့မသိလူတိုင်းကမသိဘူးလေနော်လူတိုင်းကမသိဘူးသမီးဆိုစကိုင်းလိုက်ပဲလေမမရေအဲ့လိုဖြစ်နေအဲ့တော့ ျမတို့လူတိုင်းဟာအရာအလုံးကိုသိနေကြတာမဟုတ်ဘူးရွှေသာဝင့်နေကြတယ်ရွှေအကြောင်းမသိတဲ့သူတွေအများကြီးစိန်ဝင့်နေကြတယ်စိန်အကြောင်းမသိတဲ့သူတွေအများကြီးကျမတို့ဆိုဒီလိုပဲကားသာဝယ်စီးနေကြတယ်ကားအကြောင်းမသိတဲ့သူတွေတပုံကြီးကျမဆိုလေကားလေး dashboard လေးလှလှလေးအတွင်းကန်းလေးလှရင်ကျမကြိုက်တာသိလားဘာနေနေကျမလေမသိဘူးကားရုပ်ထွက်လေးလှရဲဆိုကျမကြိုက်တာဟိုဘင်ဟာရင်းညားတယ်ဘယ်နေရာဖာထားတာလေးထေးထားတာလေးလည်းကျမမသိဘူးဖြုတ်လဲထားတာလေးလည်းကျမမသိဘူးเนาะဟို ဂျိုးလည်းမသိဘူးကျမနေရလည်းမသိဘူးသိလားအဲရုပ်ကလေးလာတယ်ကားလေးကလာတယ်ရုပ်ကလေးလာတယ်နံပါတ်ဆိုလည်းမြင်ရမယ်နံပါတ်ကလေးကလည်းမြင်နေတယ်ဟာတခါတည်းဟိုထိုင်ကုန်လေးတွေကလည်းလှမယ်ဟိုဒက်ရှ်ဘုတ်လေးတွေလှမယ်ဆိုရင်ကျမကြိုက်နေပြီအေးဒီလိုမျိုးပေါ့နော်ဆိုတော့တွန်းချင်ရနေပယ်ရသက်ဆိုင်ကနေပယ်ကလူတွေရဲ့စကားတွေဟာမနာလိုလိုတိုက်ခိုက်ကြတာ ဘိုးမသိတဲ့သူတွေကိုသိပါစီတော့ဆိုတဲ့စေတနာနဲ့ပြောကြတာเนาะဆိုတော့အဲ့တော့ဟိုတက်ဆိုင်တဲ့ဇကားတွေကိုထိမိသွားတဲ့သူတွေအနေနဲ့ကလည်းဒီလူတွေကိုရံပြန်ရှာရမှာမဟုတ်ဘူးဒီပေါ်မှာအားနည်းချက်အားသာချက်ကိုသုံးသပ်ပြီးတော့မှပြင်ဆင်ရမှာเนาะဆိုတော့ငါ့ကိုမဝေဖန်နဲ့ဝေဖန်တဲ့သူတိုင်းကိုဟိုအထက်နဲ့လုံမယ်တို့အောက်နဲ့လုံမယ်တို့ဆိုတာတော့တဘာဝမကြဘူးเนาะဆိုတဲ့ခါကျတော့အားလုံးဟာတိုက်ခိုက်တာမဟုတ်ကြပါဘူးဘယ်အရာပဲဖြစ်ဖြစ်เนาะ ်တီတော့မထဲလေကိုဟာကိုကိုဟာကိုတိတိင်းနဲ့မှဒါလုံးရင်ဒါဖြစ်မယ်လို့တီလို့မှနော်ဆိုတော့ဒါလုံးရင်ဒါဖြစ်မယ်လို့တီလို့မှတီတီင်းနဲ့လောက်တာကတော့ကိုဟာကိုကိုယူလို့ပဲဖြစ်ဖြစ်ကိုဟာကိုစိတ်မနှံ့လို့ပဲဖြစ်ကိုဟာကိုကြက်မပြည့်လို့ပဲဖြစ်ဖြစ်ကိုဟာကိုတဒါလို့ပဲဖြစ်ဖြစ်ဒါကတမျိုးမတိလိုက်ရဘင်းနဲ့ခံလိုက်ရတယ်လို့ ဖြစ်သွားမှာဇိုးလို့အကောင်လုံးကဝိုင်းပြီးတော့မှပြောကြတာပါအဲ့တော့အခုကျမကဆိုလဲဒီလိုပဲကျမပြောခဲ့တဲ့စကားလုံးနေရာမနေ့တနေ့မှပြောတာတွေမဟုတ်ဘူးเนาะကျမပြောခဲ့တာတွေဒီပဝေးပဝေးတွေအခုမီဒီယာကိုပို့လိုက်ဟိုခဏရသားသမီးတော်အားနာတယ်အယ်မွန်တင်ကြီးပဲမီဒီယာကိုပို့လိုက်လို့ရှိလို့ရှိရင်နော်အယ်မွန်တင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 ်ကြီးပဲတခါလေးကိုနောက်တစ်ခါလင်းစိုးတာကလေဟိုလူနဲ့ဟိုလူနဲ့ကိုတွဲတာဒီလူနဲ့ဒီလူနဲ့ကိုတွဲတာကျမပြောတာလေဘယ်လူနဲ့ဘယ်လူနဲ့မှမတွဲနဲ့ကျမကလင်း အဲ့ဒီလိုမျိုးညီဆိုးတဲ့လူတွေအကုန်လုံးကိုပြောတာတယောက်တည်းကိုရည်ညွှန်းပြီးပြောတာမဟုတ်ဘူးเนาะအကုန်လုံးညီဆိုးတဲ့သူတွေကိုပြောတာကျမကိုယ်တိုင်လည်းမညီဆိုးအောင်ကျမကိုယ်တိုင်လည်းအဲ့ဒီပြောနေတဲ့ကျမစကားလုံးတွေကနေကျမအငြင်းနဲ့မညီဆိုးအောင်ကျမကိုယ်တိုင်လည်းအငြင်းနဲ့အသည့်နဲ့သတိနဲ့ထိမ့်ချုပ်ပြီးနေတယ်ကျမစီလည်းလာတာပေါ့စီးပွားရေးသမားတွေအဲ့တော့လာကျမတို့ကကျမပိုင်စီးပွားရေးမဟုတ်ဘူးလေလာတဲ့ကျမစီကိုစီးပွားရေးကိုအကျိုးလိုလိုလာတဲ့စီးပွားရေးသမားတွေအများကြီးလာတာပေါ့အလားကုန်နေ ရတနာရင်ဆိုတော့မိမိကိုယ်တိုင်တော့မှငါကိုယ်တိုင်တော့ပတ်စံပေးပြီးမဝင်တဲ့ပစ္စည်းငါဘာကိစ္စလဲသူများအောင်အမခံပြီး၃ဝိဝဲဝိဝဲအောင်ပြောရမှာတော့နော်ငါကိုယ်တိုင်တော့မှမချိုက်တဲ့ဟာကိုငါကသူများကိုကြိုက်ပါစီတော့ဆိုပြီးတော့မှငါ့ကိုချစ်တဲ့သူတွေကိုငါဘာဖြစ်လို့လောက်ရမှာတော့ဒီလိုအတိတ်တည်းနဲ့ကျွန်မကိုယ်တိုင်နဲ့စင်ကျင်ရတယ်ဟာငါကတော့ပတ်စံရတယ်ပြီးတော့ငါပတ်စံရလို့ ကိုငါကတော့ညှိုးလိုက်မယ်ရီညှိုးလိုက်မယ်ဘလို့ပဲဖြစ်ဖြစ်ငါတာဝန်တစ်ခုပြီးသွားဒီပွဲတစ်ပွဲပြီးသွားလို့ရှိရင်ငါကတော့ကိုအိတ်ကတ်ထဲကိုပတ်စံကောက်ထည့်လိုက်ပြီးတော့မှပြီးသွားပြီပြီးသွားပတ်စံသွားကောက်ထည့်လိုက်နော်ပြီးသွားပြီပြီးလာဆိုပြီးတော့မှကျွန်မဂျုံရဆုံရလူကိုမလုပ်ဘူးကျွန်မအလုပ်လုပ်တာကိုအမြဲတမ်းကြည့်ကြည့်လိုက်ကျွန်မကိုလေးလာကြည့်ကြည့်လိုက်ကျွန်မပတ်စံရတိုင်းငွေရတိုင်းမလုပ်ဘူးကျွန်မငွေရတိုင်းလုပ်လို့ရှိရင်ကျွန်မဒီထက်အစာပေါင်းမြောက်များစွာကျွန်မငွေရတိုင်းမလုပ်ဘူးကျွန်မနိုင်တဲ့ဝင်ကျမတာဝန်ခံနိုင်တဲ့ဘောင်ထဲမှာပဲကျမလုပ်တယ် ကျွန်မတာဝန်ခံမှုဘောင်ကိုကြုံသွားတဲ့အလုပ်ကိုကျွန်မပတ်စံဘလောက်ပုံပေးပေးမလုပ်ဘူးကျွန်မတို့အသက်အရွယ်တွေဆိုတာလေနော်ဆိုတော့ဘဝကြီးမှာတုံးချိုးနှစ်ချိုးကျော်ခဲ့ပါပြီဂုံတိတ်ခါနဲ့ပဲကျွန်မတို့ကနေဝင်ချိန်ကိုအဆုံးသတ်ချင်တယ်နော်ဂုံခုနပြောတယ်ဘောတမိုင်းချောင်းတမိုင်းချောင်းဆိုပြီးတော့မှတမိုင်းချောင်းပြောပြီးတမိုင်းကအင်းစိန်မဟုတ်တဲ့ကိစ္စတွေကိုမပြောချင်ဘူးတမိုင်းချောင်းဆိုတာတကယ်ကိုလူချင်းလူချင်းမျက်လုံးချင်းစုံကြည့်လိုက်လို့ရှိလို့ရှိရင်မျက်လွာမချရတဲ့ဘဝမျိုးမှာတမိုင်းမှားတယ်လို့ခေါ်တာနော်ရှေ့စကားပဲဖြစ်ဖြစ်နောက်စကားပဲဖြစ်ဖြစ်အမြင်နဲ့ မမမမနဲ့မမချာချာနဲ့နေနိုင်တာမှတမိုင်းလှတယ်လို့ခေါ်တာနော်အခုချိန်ကိုယ့်ကိုဝေဖန်နေဝေဖန်နေသူတွေကိုပြန်ရန်လောက်ရမယ်ဆိုတာထက်ဝေဖန်နေသူတွေကိုဒါကြောင့်နင်တို့ဝေဖန်နေတဲ့ထင်ဒါကြောင့်မဟုတ်ဘူးဟေဆိုတဲ့ evidence ပြချင်းတာလင်းတာလင်းဖြည့်ရှင်းပုံဖြည့်ရှင်းနည်းအမှန်ဖြစ်တယ် ်နော်အဲ့တော့ကျမကတော့အထက်ပုတ်ကိုလည်းမကြဘူးအောက်ပုတ်ကိုလည်းမကြဘူးကျမတို့ပြောတယ်ဆိုတာကခொနီယသားသမီးပြည်သူလူထုတွေအလိမ်မခံရဖို့အညာမခံရဖို့တည်တင်တိလိုက်တာတွေသိရဖို့အရေးကိုပဲစေတနာနဲ့ပြောခြင်းဖြစ်တယ်ဘယ်သူကိုရည်ညွှန်းလဲဘယ်သူကိုရည်ညွှန်းလဲဆိုဓာတ်ပုံတွေလာမတွင်းနဲ့ဘယ်သူဘယ်သူကိုရည်ညွှန်းတာမဟုတ်ဘူးအဲ့ဒါနဲ့ညှိဆိုးတဲ့သူတွေအကုန်လုံးကိုရည်ညွှန်းတာ နော်ဆိုတော့လေအခုကြောက်လို့ပင်လယ်မှာသွားပုန်းနေတာဒီနေ့မှပြန်လာတာအထက်ပုတ်ကိုယ်တွေအောက်ပုတ်ကိုယ်တွေကလည်းရှိသေးတယ်ဆိုတော့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့ပြည်သူလူထုကလည်းမျက်စိပွင့်နားပွင့်မို့လို့ရတယ်နော်နော်ပြည်သူလူထုကလည်းမျက်စိပွင့်နားပွင့်မို့လို့ရတယ်နော် ကျမစကားတွေကိုလည်းအခုမှလည်းအော် အထူးဆန်းမလုံနေကြနဲ့ကျမကိုကြည်ဘူးတဲ့သူတွေတီးတယ်ကျမဒီစကားတွေဟာလွန်ခဲ့တဲ့ညပြောခဲ့တယ်ရွှေအကြောင်းတွေကိုလွန်ခဲ့တဲ့ဘလောက်တည်းနဲ့ကျမရှင်းပြခဲ့တယ်စိန်အကြောင်းတွေကိုကျမလွန်ခဲ့တဲ့နှစ်ဘလောက်တည်းကရှင်းပြခဲ့တယ်ဆိုတာကျမကိုကြည်တဲ့ကျမရဲ့ပရိသတ်တွေတီးတယ်နော်ကျမရဲ့ပြိတက်တွေတိတယ်ကျမဘင်းနေကဒီအကြောင်းညာတွေကိုပြောခဲ့လဲဆိုတာအခုမှထီတော်မှာ ဟာဒီလိုပြောနေပြီအယ်မွန်တင်းကဒီလိုပြောနေပြီအယ်မွန်တင်းကဒီလိုပြောနေမပြောနဲ့ကျမဟုတ်အရင်ကပြောခဲ့တာဖြစ်တော့ဘာမှဖြစ်မှာစိုးလို့ခင်ရကြိုပြောခဲ့တာအမှန်ပေါ်ရင်လှအောင်ချိုအောင်လူတိုင်းပြောတတ်တယ်အမုန်းခံပြီးဘသူမှကိုထမင်းကိုစားပြီးမပြောကျင်ကြပါဘူးတဲ့အချို့လူတွေကျွန်တော်တို့လိုတိတိနဲ့ကြော်မသွားရင်ကောင်းတာပေါ့နော်တဲ့ဘာမှမဆိုပါအဲ့ဒါပြောတာမမနော် ကိုထမင်းကိုစားပြီးတော့မှတင်းတော့မမတို့တွေဆိုတာအမြင်နဲ့အမုန်းခံပြီးတော့မှပြောပြပေးတာမတော်ရင်ကိုစီးပွားတော်ထိခိုက်နိုင်တယ်နော်ဆိုတော့လေဆိုတော့တင်းထိခိုက်ခဲ့ပါတယ်ထိခိုက်ခဲ့တယ်နော်မတော်ရင်ကိုစီးပွားတော်ထိခိုက်ထိခိုက်နိုင်တယ်ဆိုတာလေပြောပြအောင်မယ်အခုလိုမျိုးတွေအမှန်တရားတွေကိုအမြင်နဲ့ပြောနေဆိုတာမတော်ရင်ကိုစီးပွားထိခိုက်မယ်ဆိုတာထိခိုက်တယ်တကယ်ကိုထိခိုက်ပါတယ်ကျွန်မလွန်ခဲ့တဲ့နှစ်တွေများစွာနဲ့က ဟာဈေးကွက်ထဲမှာစပြီးဒီလိုမျိုးတွေပေါ်လာပြီဆိုနေရလေအဲပေါ်လာပြီဆိုနေရမြင်ဖြစ်တော့မယ်ဆိုတော့မြင်လို့မလို့ကျမကလေအများကြီးအရှိကြီးအမြင်နဲ့ရှင်းပြခဲ့တယ်အဟိုဘယ်လိုခေါ်မလဲကျမသူများကိုပုတ်ခတ်တာမဟုတ်ဘူးဒါမျိုးဆိုရင် တော့ဒီလိုဖြစ်တတ်တယ်နော်ဒါမျိုးလေးဆိုရင်တော့ဒီလိုဖြစ်တတ်တယ်နော်ဒီလိုရွှေဝင်ဒီလိုပညာတွေတက်ထားရမယ်နော်ရွှေတွက်နီးနေစိန်ဝင်ဒီလိုတွက်ရတယ်နော်စိန်တွက်နီးနေ အားလုံးမှသူများဘတ်တာမခံရအောင်နော်ကျွန်မကျွမ်းကျင်နေနေပဲလေနော်ကျွန်မစင်ရင်ချောင်းရွှေချောင်းဒါကျွန်မကျွမ်းကျင်နေနေပဲကျွန်မအရန်ကျွမ်းနေနေပဲဒီနေပဲကအဲ့တော့ကျွန်မကျွမ်းကျင်နေနေပဲထဲမှာကျွန်မကရှင်းပြခဲ့တယ်အလှကုန်နေဆိုလဲဒီလိုပဲဒါကျွန်မကျွမ်းကျင်နေနေပဲတွေလေကျွန်မရှင်းပြခဲ့ဒါပေမဲ့လူတွေကဘာဖြစ်လဲဆိုတော့တိုက်ခိုက်တယ်နော်တိုက်ခိုက်တယ်ဟာကျမမသိရင်မဟာသူများကိုပဲတပုတ်လေးလွင်းနဲ့ထိုင်ပြီးသူများအเจ้าနေပဲ ပွဲရှာပြီးတပုတ်လေးလေးနဲ့ပဲကျမထိုင်ပြီးပြောနေတယ်လို့လို့ကျမဘာပွဲရှာစရာလိုလဲကျမလည်းကျမအချိန်နေနဲ့ကျမရက်တီလောက်ကင်စားတောက်နေနိုင်တဲ့သူပဲဟုတ်တယ်လားဆိုတော့ဒါပေမဲ့ကျမတို့ကတိတယ်မတိတဲ့သူတွေခံရမှာဆိုလို့တွန်နီးပါတင်ပြီးဈေးရောက်တာကျမတယောက်ပဲရှိရယ်ရတနာလောကမှာနော်ရွှေရောင်းနေရွှေတွန်နီးတင်ပေးတယ်ကျမကလည်းစစ်ဆေးပါနော်ကျမအောင်လဲစစ်ဆေးပါကျမတော့ရောင်းလိုက်တယ်ကျမပစ္စည်းမဟုတ်ဘူးဆိုင်ရှင်နေရှိတယ်နော် ကကောမန့်လေးပြီးမှဖတ်မယ်ဆိုင်ရှင်နေရှိတယ်အဲ့တော့ဆိုင်ရှင်နေကလည်းဒီဆိုင်ရှင်နေဆိုတာကကျမတော်အာမခံနေဒါပေမဲ့မတော်တဆ something wrong နေမြန်ဖြစ်သွားခဲ့ရင်ရှိတော့ check recheck counter check လုပ်လို့ရအောင်ဒီလိုနီးနေစစ်ဆေးအမှားရင်းမဖြစ်အောင်နစ်နာမှုတွေမဖြစ်အောင်ရွှေဆိုရင်ဒီလိုနီးနေစစ်ဆေးရတယ်เนาะစိန်ဆိုရင်ဒီလိုနီးနေစစ်ဆေးရတယ်เนาะတင်ပေးပြီးတော့မှရောင်းတာကျမတယောက်ပဲရှိတယ်ဒါပေမဲ့တချို့နားမလဲတဲ့သူတွေကလည်း ဆဲတယ်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 နော်ဒီမိမကြီးကြည်လို့မရဘူးအမလေးပါလီယာမကြီးမသေးသေးဘူးလားအမလေးမရှင်သေးဘူးလားနေရတကားပါတယ်သူနဲ့ဘာဆိုင်လို့လဲရောင်းသူဝဲသူကြည်ပြင်ပြီးတာပေါ့ရောင်းသူဝဲသူကြည်ပြင်ဆိုခံရတဲ့သူတွေကလေပတ်ဆက်ရှိလူတန်းစားတွေခံရတာမဟုတ်ဘူးချွေးနှဲစာလေးတွေနဲ့အော်ယုံကြည်ပြီးတော့မှအားကိုးပြီးတော့မှအားကျပြီးတော့မှအထင်ကြီးပြီးတော့မှ ကိုယ့်ရဲ့ရှိတဲ့ချွေးနှဲစာလေးတွေနဲ့စူစောင်းပြီးတော့မှဝယ်တဲ့လူဒန်းစာပဲခံရတာပတ်စံရှိလူဒန်းစာကမခံရဘူးဒါကြောင့်မလို့ကျမတို့ကလေမနေနိုင်လို့ဈားတဲ့ကနေဝင်ဝင်ပြီးတော့မှပြောတာနော်ပြောတော့မုန်းနေအယမ်းမုန်းတာအယ်မွန်သိမ်းဆိုအယမ်းမုန်းတာတချို့ဆိုအမလီချီးတာကြည့်ကြတယ်အယ်မွန်သိမ်းမကြည့်ချင်ဘူးဆိုတဲ့သူတွေရရှိသေးတယ်နော် ဟုတ်တယ်မမမမမမတော်တတ်တာနော်ဆိုတော့အများပြည်သူကိုဘယ်နေရာမဆိုသုံးသက်စေချင်တာမှန်တယ်မမဘယ်သူ့ကိုမှလည်းရည်ရွယ်နေတာမဟုတ်ဘူးနော်ဂျုံနဲ့ရက်တိုင်းမှာဂျုံတယ်လို့နော်မမရင်အဲ့လိုမျိုးနဲ့အမုန်းခံပြီးတော့မှလေအမုန်းခံပြီးတော့မှပြောကြရတာအမုန်းခံပြီးတော့မှပြောပေးကြရတာဆိုတော့လေအရင်တော့ကကြတော့ကျမကလေဟိုဒီလို TikTok လေးတွေလည်းရိုက်ပြီးတော့မတင်တတ်ဘူးပေါ့နော်မလုတ်တတ်ဘူးမလုတ်တတ်တော့ကျမ TikTok တွေမှာလည်းရိုက်ပြီးမတင်ဘူးကျမကကျမ live ထဲမှာပြောရင်ပြီးသွားအောင်အဲ့တော့ကိုရွှေမီဒီယာမရွှေမီဒီယာတွေက ပွဲဖြစ်စေမဲ့ဒိုလောဒိုလောဖြစ်စေတဲ့ထင်းအောင်ထင်းမားဖြစ်စေတဲ့เนาะတခွတ်ပြက်တော့စကားတွေကိုပဲယူပြီးတော့မှဒီဖွိုင်းရဟိုလိုတိုက်ခိုက်နေတာဒီဖွိုင်းရဒီလိုတိုက်ခိုက်နေတာဒီဖွိုင်းရဒီလိုပြောနေတာသူနဲ့အဲဒီလိုမျိုးနေလောက်တဲ့ခါကျတော့အဲ့မီဒီယာတွေရဲ့တခွတ်ပြက်ကိုပဲကြည့်ပြီးလူတွေကကျွန်မကိုတိတ်မုန်းတာပေါ့เนาะတိတ်မုန်းတာအဲ့တော့ကျွန်မလည်းစဉ်းစားတယ်အော်ဘုံတော့ဆဲတာပေါ့စဉ်းစားတယ်အော်ငါလေးအကောင်ပြောနေရတာနဲ့ငါ့ကို ဘယ်လိုဖြစ်လို့လူတွေဆေးတယ်လဲဆိုတော့ကျမအဖြေရှာတွေ့သွားတယ်။အော်မီဒီယာတွေရဲ့ဆက်နက်မီဒီယာတွေရဲ့ဆက်နက်စလဲဆုံးစကားတစ်ခုကိုမတင်ဘူး။တစ်ခွက်တစ်ပြက်ကလေးတွေကိုပဲသူတို့ရွေးပြီးတော့မှသူတို့မီဒီယာ attention ရဖို့အတွက်ပဲသူတို့ရွေးပြီးတော့မှတင်နေ။ကျမကိုဆေးရင်သူတို့မီဒီယာ attention ရတယ် comment နေရတယ် react တွေရတယ်လေ။သူတို့ပတ်စံရတယ်လေ။အဲ့ဒီအတွက်ကျမကိုဆေးစီဖို့အတွက်ပဲကျမက လူရိုင်းမာကြီးဖြစ်တာပေါ့ကျမတခါနဲ့ကိုလေမုံဆိုးတစ်ပိုင်းမိမိအိုင်းပေါ့ကျမပွားကြီးပေါ့ကျမတခါနဲ့ကိုလူတကာကိုပုတ်ချနေတဲ့မိမကြီးပေါ့ဒီလိုရုပ်လုံးကြီးဖြစ်လာရောမဖြစ်ချေဘူးဆိုကျမစဉ်းစားရတယ်သုံးသက်ကြတယ်အဲ့တော့ဘာလုပ်ရလဲဆိုတော့ငါပြောတဲ့စကား live ကြတော့လူတွေကမကြည့်တော့ဘူးလေနောက်တစ်ခါ live တည်းကပြီးရင်ပြတ်သွားတာလေ live ကြတော့ရှည်တယ်ရှည်ရဲဆိုတော့ငါအရေးကြီးတဲ့စကားတွေပြောတယ်ဆိုရင်ငါ TikTok နဲ့10မိနစ်စာဗီဒီယိုရိုက်ထားမယ်10မိနစ်စာဘောင်တွင်းကိုငါပြည့်စုံအောင်ပြောမယ် ်ပြီးရင်ကို TikTok မှာကျွန်မတင်လိုက်တယ်ဆိုတော့အဲ့ဒါလေးရဲ့ထိရောက်မှု YouTube မှာတင်နေအဲ့ဒါလေးရဲ့ထိရောက်မှုကလူတွေတော်တော်များများအမှန်သိသွားတယ်အမှန်မြင်သွားတယ် ကျွန်မကိုဆဲတဲ့ဆဲနှုံးယာကိုင်နှုံးလဲရော့သွားတယ်။နော်အရင်တော့ကတော့မီဒီယာမှာမြင်ရတဲ့ဒီ short video တွေပေါ့လေ။နော် short video ဆိုတော့သူကစကားအစုံရဲ့ live ရဲ့အစလည်းအစုံအကြောင်းအရာဒီအစုံကိုသူတို့ကတင်တာမဟုတ်ဘူးလေ။တစ်ခွက်တစ်ပြက်ကိုပဲသူတို့ကကွက်ပြီးတော့မှတင်တာဆိုတော့ကျွန်မကမုန်းစီတဲ့ဟာတွေပေါ့။ကျွန်မကတော့တခါတည်းကအာမိုးဆိုးတစ်ပိုင်းမင်းမယာရင်ဖြစ်အောင်လုပ်ပြီးတော့မှတင်တာ။အဲ့တော့ကိုကလေးပြန်သုံးသပ်ရတယ်။ တန်ပြန်နီးပေါ့ဟောသူတို့နီးကိုသူတို့နဲ့ပဲငါပြန်လုံမိုင်းရမယ်ဆိုပြီးတော့မှ TikTok လေးတွေရိုက်ပြီးတော့မှပြန်တင်နေเนาะဆိုတော့ပေါရမှုအားလေးတွေများတယ်မသိတဲ့သူတွေအရင်တီသွားတယ်เนาะဟာတခါနေဟိုပို့ပြီးတော့မှကြဲကြဲပြန့်ပြန့်တွင်တွင်ကြဲကြဲလေးဖြစ်သွားတယ်ဆိုတော့ဒါ TikTok ရဲ့တစ်ဖက်တစ်လမ်းကအကျိုးကျေးဇူးပဲเนาะဆိုတဲ့အခါကျတော့အခုလို့အမှန်မျိုးအမြင်သွားတာအမှန်တီသွားတာကိုဂျေဆုအများကြီးတင်ပါတယ်เนาะဆိုတော့ခုနှစ်ရသားသမီးကျမစီမှာကြည့်တယ်ကျမရဲ့အမာခံပိတ်သက်တွေကတော့တီးတယ်ဒီအကြောင်းအရာတွေကိုเนาะဒါပေမဲ့ တချို့တွေကမသိဘူးမသိတဲ့ခါကျတော့ဒီမီဒီယာပေါ်မှာမြင်ပြီးပဲကျမအောင်မုန်းတာပေါ့နော်ဆိုတော့ဒီအကြောင်းညာတွေဒီကျမအခုမှပြောတဲ့အကြောင်းညာတွေမဟုတ်ဘူးကျမအမြင်ရှင်းပြခဲ့တာဒီ9နှစ်ရှိသွားပြီ9နှစ်ရှိသွားပြီနော်ရှင်းပြခဲ့တာဒီ9နှစ်ရှိသွားပြီအဲ့တော့အလှပုံတွေဆိုလဲဒီလိုပဲအတိတ်တတိနဲ့၃ညနောက်တစ်ခါဒီရွှေတွေဆိုလဲဒီလိုပဲကျမဇိန်တွေဆိုလဲဒီလိုပဲ ကျန်နေတည်တင်တိတိုက်တဲ့အရာတွေဆိုအမုန်းခံပြီးပြောပြပေးနေတာနော်နောက်လဲထပ်ပြောမှာမပူနဲ့မုန်းညံတလောက်မုန်းဒီထက်ဆိုးတဲ့အချိန်မျိုးတောင်ဖြတ်တန်းခဲ့ပြီးသွားပြီအခုလောက်ကတော့အေးအေးဆေးဆေးနော်ဒါပေမဲ့ကိုရွှေမီဒီယာမရွှေမီဒီယာတွေကိုပြောချင်တာကဟိုလူနဲ့ဒီလူနဲ့တွဲပြီးဓာတ်ပုံရည်နဲ့အတင်းမတွဲနဲ့နော်အဲ့ဒီလူထက်အဲ့ဒီလူလူမျိုးတွေအကုန်လုံးကိုရည်ညွှန်းတာတစုံတဦးတည်းကိုပြောတာမဟုတ်ဘူးအဲ့ဒီလူ ကျမပြောတဲ့စကားလုံးနဲ့ညီဆိုးနေတဲ့သူတွေအကုန်လုံးကိုညီညွန်းတာကျမဒီတူတယောက်တည်းကိုပြောတာမဟုတ်ဘူးနော်အဲ့တော့ကျမဒီတူတယောက်တည်းကိုထိုင်ပြီးတော့မှပွဲဖြစ်နေပြီလို့ပွဲကတော့တံပိုမြင့်လာပြီလို့နော်ဟိုတနေ့ကအောင်ရဲကျော်ကပြောသွားတယ်အောင်ရဲကျော်ဆိုတာဟိုအောင်ရဲဟိုဟိုဟိုဂူချုံပြိုးအောင်ရဲကျော်မဟုတ်ဘူးနော်ဟို reaction လုပ်တဲ့အောင်ရဲကျော်ကပြောသွားတယ်ဟာပွဲကတော့အချိန်ရမ်းမြင့်လာပြီကျမဘယ်လိုတွေတုံ့ပြန်နေလဲကျမတုံ့ပြန်နေတာမဟုတ်ဘူးကျမပွဲလုံနေတာမဟုတ်ဘူးကျမဒါအောင်တုံ့ပြန်နေတာမဟုတ်ဘူး ကျမကပြောခဲ့တဲ့စကားတွေကကြာပြီကျမဒီစကားတွေပြောခဲ့တာတွေကနော်အခုကြတော့မှလဲပြင်းမှာဆင်သွားသလိုထင်းထင်းကြီးဖြစ်တော့မှလူတွေကမြင်တာအော်ဒီလိုပြောတာမလို့မမတင်းကဒီလိုပြောပါလားလို့မြင်တာအခုကြတော့မှအဲ့တော့ကျမကဒီလူကိုပြောတယ်လို့ဖြစ်တာကျမပြောခဲ့တာတွေကကြာခဲ့ပြီ နော်အဲ့တော့ဟာအခုတော့မှဖြစ်ပွဲကတော့အချိန်မြင့်လာပြီဟာပွဲကတော့တန်ဖိုးကတော့မြင့်တဲ့မြင့်လာပြီဒီမလုံနဲ့ကျမပြောခဲ့တာကြားလာပြီကျမဒီလူဒီလူကိုယဉ်ညွန်းတာမဟုတ်ကျမလူတိုင်းကိုယဉ်ညွန်းတာအဲ့ဒါနဲ့ညီဆိုးတဲ့လူတိုင်းကိုယဉ်ညွန်းတာရှိသေးတယ်ရှိသေးတယ်နော်အဲ့တော့ကိုယ့်ကိုအတိနဲ့သတိနဲ့လုံးကြနော်ဘာလူအမကုံလူကုံမအလားလူကုံမအလူအမကုံလားနော်အဲ့တော့ကိုယ့်ကိုအတိနဲ့သတိနဲ့မပါအောင်နေကြနော်ရှေးလျှောက်လည်းပြောမှာကျမက နော်ကျမပြောတဲ့စကားတွေဆိုလဲကိုယ့်ကိုဆင်ញင်သုံးသက်လीကျမပြောတာမှန်သလားမှားသလားဆိုတာအမေမွေးတွေကခေါင်းထဲမှာအုံနောက်တွေပါလာတာပဲဟုတ်တယ်လားဒါဟာမှန်သလားမှားသလားဆင်ញင်ညတွေးတော့じゃနည်းနည်းလေးတွေးသူများပြောတဲ့ပါဇက်ဖျားမှာကျမပြောတယ်ဆိုလဲကျမပြောတာအမှန်ဆိုပြီးတော့ပဲမယုံလိုက်နဲ့စဉ်းစားစဉ်းစားအုံနောက်ကိုအလုံးလုံးဖြစ်တင်လားမဖြစ်တဲ့ဘူးလားဟုတ်မှန်လားမဟုတ်နိုင်ဘူးလားဟုတ်လောက်လားမဟုတ်လောက်ဘူးလားမှန်သလားမမှန်ဘူးလားနော်လက်ခံနိုင်သလားလက်မခံနိုင်ဘူးလားကိုအုံနောက်နဲ့ကိုဆက်တွေးကျမပြောတိုင်းလည်းအမှန်လို့မထင်နဲ့ နော်ဘယ်အရာမဆိုတွေးစေချင်တာကျမတို့ကတွေးစေချင်တာ thinking thinking အဲ့ဒီ thinking power တွေအများကြီးရစေချင်တာဒါကြောင့်အမုန်းခံပြီးပြောတာဘယ်သူပြောပြောပြောလိုက်တဲ့ပါဇက်ဖျားပေါ်မှာယုံကြည်မှုကြောင့်လည်းမယုံလိုက်နဲ့အထင်ကြီးမှုကြောင့်လည်းမယုံလိုက်နဲ့လေးစားမှုကြောင့်လည်းမယုံလိုက်နဲ့ချစ်တဲ့စိတ်ကြောင့်လည်းမယုံလိုက်နဲ့ဖြစ်နိုင်ဤမဖြစ်နိုင်ဤမှန်ဤမမှန်ဤတွေးတွေး thinking thinking နော်ဆိုတဲ့ခါကျတော့အဲ့တော့နေတခါနဲ့ကုန် Facebook ပေါ်မှာပို့တိုင်းပုံ ပေါ်တိုင်းပေါ်နေတာအားနာပါတယ်နော်အားနာပါတယ်ချောင်းသာသွားတာခုနကောမန့်လေးတမိရေလက်ရေဆိုရေလွမ်းနေနော်ချောင်းသာသွားတာလမ်းကောင်းတယ်ခြေနေလဲကောင်းတယ်အေးအေးချမ်းချမ်းပဲအကုန်အဆင်ပြေတယ်ကျမကတော့နာနဲ့ပြီးလာရတယ်။ဘာဖြစ်လို့ကျမကားမစီးတာကြာပြီ။ကျမအဲ့လိုတွေမသွားရတဲ့ကြာတော့ကျမကားမစီးနိုင်ဘူး။ကားမစီးနိုင်တော့ ကျမ်းမကြီးမကောင်းဘောရှင်ကျမ်းမကြီးမကောင်းတော့ထန်းထုတ်ရတာပေါ့အဲ့ဒါပိုရောက်နေရလေတခါလဲကုန်အေးတချို့ဦးနောက်တရားပါကင်ကိုမဖောက်ပါနဲ့နော်ကျမလေအမင်းနဲ့ဘရော့မလေတစ်ဖက်ဆောင်းနေဘရော့မမပြောဘူးနော်အမင်းနဲ့မစ္စမပရိပရာနှစ်ဖက်လုံးကိုကျမအမင်းနဲ့သုံးသက်ပြီးတော့မှကျမအမင်းနဲ့ပြောတယ်နော်ဆိုတော့ ဟိုလွန်လာကျုံလာပြီးဆိုရင်ကျွန်မအချက်လက်နဲ့ထောက်ပြတယ်ဒါပဲကျွန်မဒါကျွန်မရဲ့လုံရုပ်လုံစင်ပဲเนาะလမ်းနေကကောင်းတယ်လမ်းနေလည်းချဲ့နေတယ်အဲပသိမ်ဘက်နားရောက်လီလိုင်းကောင်းလီရန်ကုန်ဘက်ကအထွက်လည်းလမ်းကောင်းတယ်အလေလေးမှာတော့နည်းနည်းလေးလမ်းလေးကခုံတယ်เนาะဒုတ်ဒုတ်ဒုတ်လေးတွေခုံတယ်ပေါ့เนาะဆိုတော့လမ်းလေးတွေတချို့နေရာလေးတွေကတော့ဒုတ်ဒုတ်ဒုတ်လေးခုံတယ်တောင်ပေါ်လမ်းနေလည်းတော်တော်လေးချဲ့နေတယ်ဥရိုသဒါလည်းကောင်းတယ် အဲတာမွန်လန်းညီလေးတော်တော်လေးအသွားတော့ကတော့ဘာမှမသိဘူးမျက်လုံးကိုဇုံမိပြီးအံမဲအံနေရတော့အပြန်တော့နည်းနည်းလေးတိတယ်အဲအကုန်လုံးကောင်းတယ်နော်အကုန်လုံးလမ်းလေးတွေကောင်းတယ်အခြေအနေလေးလည်းကောင်းတယ်အာဟိုပတ်ဝန်းကျင်အခြေအနေလည်းကောင်းတယ်အရာအလုံးငိမ့်ငိမ့်စိမ့်စိမ့်ပဲနော်သွားလို့ရတယ်နော်ဆိုတော့ချောင်းသာအေးအေးချမ်းချမ်းပါပဲသွားလို့ရတယ်ဒါပေမဲ့ကျွန်မတို့ကတော့ဈေးလေးတွေဘာလေးတွေရတော့နည်းနည်းလေးလူပါသလားလို့ပေါ့နော် ဟိုကိုကလည်းနေနေကင်းဘက်သွားလိုက်လို့လားတော့မသိဘူးညဘက်မသွားလို့နဲ့တူရယ်နော်ကျမတို့ကဟိုချောင်းသာဘက်မဟုတ်မဟုတ်ဘဲနဲ့ဒီဘက်ကငွေတောင်ရံဘက်ကိုရောက်တာပေါ့ဟိုအရင်ကျမတို့ဘာခေါ်လဲကြောက်မောင်နှမလားကြောင်မောင်နှမဘက်ကိုရောက်တာပေါ့နော်နည်းနည်းလေးကိုကတော့တိတ်တိတ်ဆိတ်ဆိတ်ကလေးနဲ့နေကျင်တာမလို့နောက်တစ်ခါစီးပြီးွားလဲကျမတို့အဲ့ဒီမှာပဲဟိုတယ်ဘုတ်ကင်ကလည်းရလိုက်တာမလို့ကျမတို့အဲ့ဒီကိုပဲသွားလိုက်ရတော့အာချောင်းသာ5တော့နည်းနည်းလေးတော့လိုတာပေါ့နော် ။နည်းနည်းပြောပြပါအန်တီတဲ့လူလိန်ကြီးကဆိုရှယ်မီဒီယာကိုအသုံးပြုပြီးဟုတ်ပါအဲ့ဒါကြောင့်မလို့လေ။ဆိုတော့အချောင်းသာ vibe လေးတော့နည်းနည်းလေးစီစီကားကားနဲ့အုံးအုံးနဲ့တော့ဟိုမရဘူးပေါ့နော်မရဘူး။အဲဒါပေမဲ့အေးအေးချမ်းချမ်းနဲ့တော့ဖြစ်တယ်။အဲကောင်းတယ်နော်ကောင်းတယ်။အေးအေးချမ်းချမ်းပဲလမ်းလည်းကောင်းတယ်။အော်ပတ်ဝန်းကျင်ခြေနေလဲကောင်းမယ်နော်ဟိုဥစားငင်းငင်းချမ်းချမ်းပဲသွားလို့ရပါတယ်နော် တောက်ကြနေတော့လိုက်တယ်တောက်ကြစနေတနင်္ဂနွေပေါ့မနေ့ကပြန်ရောက်တယ်အဲ့လိုဟောမမကျေးဇူးအများကြီးတင်ပါတယ်မမကြီးမွေးငါတော့ကျေးဇူးအများကြီးတင်ပါတယ်လင်ဟိုတယ်တဲလေ